န္တရီတိုင်းမုကုမျိုးကိုသိမ့်ပိုက်တွေ့ထားတဲ့တောင်းတက်မတော်တရန်နဲ့အလီကမျိုးကို အာနာသိစေအုပ်စုလက်ထက်ပြန်လဲထိုးအပ်လိုက်ပြီးမြေသားကန်တော်လိုက်တက်များမျိုးကနေဆက်လက်တိုက်ပွဲဝင်တော်လိုက်တဲ့ရင်တွင်ထိုးပြန်နေတဲ့မုကုမျိုးကနေချီပြပောက်ဖွာလာတဲ့မုကုပြကပြည်သူကာကွယ်တက်မတော်အနေနဲ့တော်လိုက်အောင်မြင်ဒီဆက်လက်ချစ်တဲ့တိုက်ပွဲဝင်ကိစ္စပြူချောင်းထိုးနေထိုးပြန်နေတဲ့ မိုးဟိတုကာရိုက်တာမှာတော့မန္တလေး PDF ကလည်းမိုးကုတ်နဲ့စင်ကူပါဝင်မန္တလေးတိုင်းတွင်ကတင်ပေးထိုင်နေမျိုးလက်လွတ်မှာမို့အစမ်းကုန်ဆက်လက်တိုက်ခိုက်သွားမယ်လို့ဒီထုတ်ပြန်လေမိုးကုတ်ပြည်နယ်မန္တလေး PDF တွေဟာမြူသားညညရေးအစိုးရ NUG ကာကွယ်မှုကြီးဌာနလက်အောက်ခံတပ်ရင်းတွေဖြစ်ပြီး DNL အပါအဝင်မြောက်ပိုင်းညီနောင်၃ဖွဲ့ရဲ့2020ခုစစ်စင်ရေးနဲ့ဟန်ကျဲညီစစ်စင်ရေးကိုရှမ်းမန်းစစ်စင်ရေးကိုစင်တွေကမိုးကုတ်မိုးမိတ် စင်ကူတပိတ်ချင်းစားတဲ့မျိုးသိမ့်ပိတ်ထွက်ထုတ်ထားတာဖြစ်တယ်။မိုးကွေးမျိုး2020စစ်စစ်ဒုတိယလိုင်းတွင်တရားနယ်လက်တူ PDF တပ်ဖွဲ့တွေမာဘွေတွေကပူပေါင်းတိုက်ခိုက်သိမ့်ပိတ်ခဲ့တာပြီးတရားနယ်ကမျိုးစီမံအုပ်ချုပ်ရေးဖွဲ့ကမျိုးကိုစီမံအုပ်ချုပ်နေတာဖြစ်တယ်။ထ ිය ုပ်စုနဲ့ပြစ်ခတ်ရေးစိမ်မိုးကွေးမျိုးနဲ့မိုးမိန်မျိုးတွေကိုလက်လွတ်ပေးမယ်လို့တရားနယ်ကထုတ်ပြန်ပြောကြားလိုက်ပြီးနောက်မိုးကွေးမျိုးကလည်းဂျာဆွေထင်မှုမြစ်တက်ခဲ့တယ်လို့ပြောတယ်။ဒါဒီနေ့ဖြစ်နေတဲ့နောက်ဆုံးသတင်းပေါ့နော်။ 打的那片里边。အဲ့တော့မဟုတ်ဘူးမဟုတ်ဘူးဘီဟာကနေကျညာချက်ထုတ်တယ်နော် ဒေါ်လာရေးစားနေချိန်ကစားပြီးကဏ္ဍအသီးသီးမှအတူတူကလက်ပွဲတိုင်ပြခဲ့ကြပြီးမုကုတ်မျိုးပါမယ်လွတ်မြောက်နေပြီများစွာကိုစုမှုနိုင်တဲ့အတီဒေါ်လာခီးကိုအမျိုးစားရှောင်းလန်းနေခဲ့ကြတယ်။ယခုချိန်တွင်အစမ်းပဲစစ်တပ်ရဲ့ရုံမှရက်ဆက်မှုမျိုးစုံကောက်ချစ်စင်လန်းမှုမျိုးစုံနဲ့တိုက်ခိုက်ချင်မှုနေတော့လေဒေါ်လာရေးပေါ်များအနေဖြင့်တိုးဆုပ်ကြွရုပ်ချင်းအလင်းဖြစ်ပဲဆက်လက်ဒေါ်လာနေကြတယ်။ဒေါ်လာရေးခီးတစ်လျှောက်မိသူပေခက်ခဲသည့်အကျိုးခွေများဖြင့်ကျောင်းဝသည်ဖြစ်စေမုတ်ကုတ်ပြွာနှင့်အတူမုတ်ကုတ်အခြေပြုဒေါ်လာရေးဖွံ့များကျွန်တော်တို့ရေမှန်းချက်ဖြစ်သည့် Federal Democracy စနစ်စီလိုမပိတ်မသိမ့်ပသူမဆုတ်တမ်း ဆက်လက်ကြည့်တဲ့ရွေးရွေးထားရှိသည့်အတွက်ဒေါ်လာကြီးအောင်မြင်သည့်ဆက်လက်ကြည့်တဲ့တိုက်ပွဲပြုသောကြောင့်ဒီသစ္စာပြုသည့်မိုးကုတ်ဗျူဟာပြည်သူ့ကာကွယ်တပ်မတော်နော်ဒါမိုးကုတ်ဗျူဟာနေပြီးတော့ပြင်ညာချက်ထုတ်တယ်အဲ့တော့တောင်အမျိုးသားလွတ်လပ်ရေးတပ်မတော် TNL လေးနဲ့စစ်ကော်မရှင်တို့တရုတ်ကြားဝေစစ်ဆေးမှုကြောင့်ပြစ်ခတ်ရေးစိမ်းလက်မထူခဲ့ကြောင်း TNL ဘက်မှထုတ်ပြန်လိုက်တယ် အော်ဒူဘလာ29 session တွင်တရုတ်နိုင်ငံကုမင်းမျိုးနိုင် TNL ဘက်မှဒုတိယဗိုလ်ချုပ်ကြီးတာတာကျုပ်ဂျာဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့နှင့်စစ်ကော်မရှင်ဘက်မှဒုတိယဗိုလ်ချုပ်ကိုကိုဦးဦးဆောင်သည့် NPC ကိုယ်စားလှယ်အဖွဲ့တို့သည်တရုတ်ထူးကိုယ်စားလှယ်မဆာတိတ်ရှိကျွမ်းကြီးဂျောင်းဝင်နှိမ့်မျိုးကိုကြည်မြောင်ဆွေးဆွေးဆွေးနွေးခဲ့ကြောင်း TNL ထုတ်ပြန်ကြရသည်ရသည်အထူးအဆိုပါတွေ့ဆုံဆွေးနွေးမှုတွင်တရုတ်ထူးကိုယ်စားလှယ်ဂျာဝင်စစ်တမ်းညွှန်ပြတော့နှစ်ဖက်အပြန်အလှန်ဆွေးနွေးညှိနှိုင်းပြုလုပ်နိုင်ခဲ့ပြီးသဘောတူသတ်မှတ်ထားသည့်ကာလတွင်မိုးကုတ်နှင့်မုံမင်းမြို့နယ်မှာ TNL များတက် ဆုတ်ခွာမိဖြစ်ကြောင်း DNA သတင်းနဲ့ပညာရေးမှတရားဌာနမှတရားဝင်ထုတ်ပြန်ပြီဒီကောက်ဆွေးနွေးပွဲမှာ DNA ဘက်ကတက်ဆုတ်ပေးမယ်ဆိုတာကိုသဘောတူလိုက်တယ်မိုးကုံးနဲ့မိုးမင်းကနေ DNA ဆုတ်မယ်ဆိုတော့တိုက်ပွဲမရှိသေးတာဖြစ်သွားမယ်စစ်ဆောင်တွေကြာနေရပြန်လို့ရမယ်ရေကောက်ပွဲမှာတိုင်ငံတည်ခြင်းမှုရတရားပေးရပေးလိုက်တာဖြစ်တယ်တဲ့ ဖြစ်လာတော့မယ်လို့မျှော်လင့်ထားသောကိစ္စရပ်များဒရိုက်တာမိုက်ဒီအပါဝင်အမှုပညာရှင်သုံးဦးကိုစစ်တပ်ကဖမ်းဆီးတဲ့ စစ်တပ်၏မြပတိရုံးမြင့်တန်ကြားရေးထုတ်ခဲ့သည့်ခေတ္တမိုင်းကိုဒုံဆိုင်မြို့သူများဆိုသည့်ဇလန်တိုနယ်ဒီအထက်မှပါဝင်သည့်တရုတ်ဆောင်တွေကိုမဟုတ်မမှန်ဝေဖန်ရေးသားတယ်ဆိုတဲ့ဆွဆွဲခြင်းနဲ့ဒရိုက်တာမိုက်တီစက်ပူတရုတ်ဆောင်ကျော်ဝင်းထွန်းနဲ့ဟာသာတရုတ်ဆောင်အုံတိုင်းတို့ကိုဖမ်းဆီးလိုက်ကြောင်းစင်ကော်မရှင်ကဒီနေ့ညနေပိုင်းမှာထုတ်ပြန်တယ်စစ်ကောင်စီပြောရအခုဖမ်းဆီးခံရတဲ့သူတွေကစစ်တပ်ကိုထောက်ခံမှုမရှိတဲ့ပြင်ပြီးခဲ့တဲ့ဆန္ဒပြပွဲခဲ့တယ်လို့လက်ရှိမှာလည်းမကြယူကမယ် အဲဒီကောက်ပွဲအောင်မြင်ပြီးအောင်ဆွဲတဲ့အမှုပြရေးဝန်တိုက်ခိုက်ခဲ့တယ်လို့ပြောတယ်တဲ့ဒီနေ့အတထူးခြားချက်တွေအဲ့တော့ အားလုံးကျွန်တော်တို့ထင်ကြတဲ့အတိုင်းပဲပေါ့နော်ဒီတရုတ်ဖိအားတရုတ်ဖိအားဆိုပြီးတော့မြို့တွေကိုပြန်ပေးနေတယ်တရုတ်နဲ့လက်မှတ်ထိုးနေတယ်ပြောချင်တာကတရုတ်မပါဘဲနဲ့သူတို့တော်လှန်ရေးလုပ်လို့မရဘူးပြုတ်တရုတ်မပါဘဲနဲ့အဲတရုတ်တရုတ်မပါဘဲနဲ့သူတို့ဒီမိုကရေစီသွားလို့မရဘူးပြောချင်တာကဝါတို့ထုံးစံအတိုင်းပဲဒီရှမ်းရှမ်းပြည်ကလက်နက်ကင်တွေဟာနောက်ဆုံး စစ်တိုက်တန်းကစားနေကြပြီသူတို့ကြောင့်ပေးဆက်လက်ရတဲ့လူငယ်တွေပေးဆက်လက်ရတဲ့အသက်တွေပေးဆက်လက်ရတဲ့မျောလင်းချက်တွေအားလုံးရိုက်ချိုးခံရတယ်ဒါဟာကျွန်တော်တို့ကြုံတကယ်တမ်းတကယ်တမ်းဖြတ်တန်းရမယ်အချက်လက်ပဲဖြစ်တယ်ဒါဟာကျွန်တော်တို့ရင်ဆိုင်နေရတဲ့ရင်ဆိုင်တော့ရတော့မယ် reality တကယ်အဖြစ်ပြအမှန်များဖြစ်တယ် ဒါအချက်လက်ပဲဖြစ်တယ် facts ဖြစ်တယ်။ဒါကြောင့်လဲဆေးအနာရှင်ကသက်ဆိုးရှင်နေတာပေါ့။ဆေးအနာရှင်ရဲ့ဒီလှုပ်ရှားမှု အောက်မှာဒီကစားကွက်အောက်မှာအလူးအလဲဖြစ်နေကြတယ်။အဲ့တော့ဒီညီနောင်သုံးဖွဲ့ဖြစ်တဲ့ဒီသုံးဖွဲ့ကိုဖြစ်တဲ့ဒီကောင်းပလောင်ကိုကန်နေတာအေအေတို့သုံးဖွဲ့ထဲမှာတော့အခုထိ ဆက်လက်ရှေ့ကိုသွားနေတာအေးအေးပဲဖြစ်တယ်။သူကတေးဥပြင်းနေစက်နဲ့လဲဝေးတာလဲပါတယ်။အဲ့တော့ဒီ30 29စစ်စင်ကြီးဟာအတူရောင်စစ်စင်ကြီးပုံစံဖြစ်နေတယ်။ဒို့ဒီမဟုတ်အမှန်ကန်စစ်စင်ကြီးဖြစ်ခဲ့ရင်လဲတရုတ်ကဖီကိုပြီးတရုတ်လက်နက်တွေနဲ့ဝါကနေတစင်တိုက်တာဖြစ်တာဖြစ်တဲ့အတွက်အခုအဲ့ဒီတရုတ်ရဲ့ဖီအားနဲ့ပဲကိုယ့်ရဲ့ အစစ်မှန်အင်အားမဟုတ်ပဲအတုရောင်အင်အားနဲ့သွားတိုက်လိုက်တာဖြစ်တဲ့အတွက်အကေအဲ့ဒီအစစ်မှန်အင်အားကိုဖြတ်တောက်ခြင်းခံလိုက်ရတဲ့အခါမှာနောက်ဆုံးအခုကိုကတော့အနိုင်တိုက်ခဲ့ရတယ်ကိုကတော့အသက်တွေအပေါင်းအများများစွာနေဦးတော်လိုင်းကြီးကိုခုတုံးလုပ်ပြီးအသုံးချပြီးတိုက်ခဲ့တယ်ရခဲ့တယ်ပြန်ပြေးတဲ့ခါကျတော့တခုမှမပြေးရပဲပြန်ဆုတ်သွားတယ် ဘာမှမတိုက်ပဲပြန်ဆုပ်သွားတယ်။ဒါမျိုးတိုင်းသားလက်နက်ကင်တော်လှန်ရေးတွေရဲ့စိတ်နေစိတ်ထားကြောင့်မြန်မာနိုင်ငံမှာဆက်အာဏာရှင်တွေသက်ဆိုးရှိနေတယ်လို့လည်းပြောလို့ရတယ်။သူတို့ရဲ့ပြောကြားမှုတွေသူတို့ရဲ့လှုပ်ရက်တွေဟာအပြောနဲ့အလုပ်လက်တွေမညီဘူး။သူတို့ရဲ့တည်ရှိနေမှုဟာဆက်အာဏာရှင်ကို ရေကုန်ရေခမ်းတိုက်မယ်ဆိုတဲ့အနေအထားမှာမရှိဘူး။သူတို့ဒေသတစ်ခုရရှိဖို့နဲ့သူတို့ တို့အဖွဲ့တွေရက်တည်ဘူးအတွက်ပဲတို့ကအာယုံဆိုင်တာပြောချင်တာကဒီဒီမထင်မရှားရှိနေတဲ့တော်လိုင်းအဖွဲ့အစည်းတွေကနေအခုလိုဆရာနာရှင်ကိုမြို့ပေါင်းများများစွာအနိုင်တိုက်နိုင်တဲ့မြူတော်လိုင်းရေးကိုအသုံးချပြီးမြူတော်ရဲ့ PDF တွေကိုအသုံးချပြီးတို့ရဲ့အင်အားကြီးမှုတွေကနေတရုတ်ရဲ့ဆရာနာရှင်တို့ကတို့ကိုနှိမ့်နိုင်ပြီးအသိမှတ်ပြုရတဲ့ဘွားကနေတို့ကတို့ကိုဂျိုးအတွက်ပဲ သူတွေမဟုတ်ပဲသူတို့တည်ရှိမှုအတွက်ပဲရက်တည်ပြီးတော့ကျွန်တော်တို့ຫນွေဦးဒေါ်လာရေးကိုထားခဲ့ကြတာပဲအဲ့တော့ဘသူကလူမျိုးကြီးဝါဒချင်းသုံးနေတယ်လဲဆိုတာဒီနေရာမှာရှင်းရှင်းလင်းလင်းပေါ်နေတယ်လူမျိုးကြီးဝါဒဆိုတာစစ်အာဏာရှင်တွေနဲ့မြန်မာနိုင်ငံမှာရှိတဲ့အာဏာရှင်အဆက်ဆက်ချင်းသုံးနေတာအခုလူမျိုးရေးကိုအခြေခံတဲ့ဒေါ်လာရေးတွေကြဆုံးရတဲ့အကြောင်းရင်းဟာယနေ့ ဒီတစ်ဆယ်နှစ်ဆက်ကွန်စစ်စင်ရေးကနေဖြစ်ပေါ်လာသောတရုတ်ဆိုတဲ့ဖိအားကြောင့်တောင်ပလောင်နဲ့ကိုကန်တို့ရဲ့တက်ဆုပ်ပေးနေမှုတွေဝါရဲ့ဝင်ရောက်ဆွဲဖက်မှုတွေက ကျွန်တော်တို့ရှင်းရှင်းလင်းလင်းကြီးတွေ့နေကြတယ်လူမျိုးစုကိုအခြေခံတဲ့ဒေါ်လာရေးတို့လူမျိုးကောင်းစားဖို့နဲ့တို့ကောင်းစားဖို့တို့အတွက်ပဲတို့ကြည်တာဖြစ်တဲ့အတွက်ဒီနေ့ တနင်္ဂနွေလုံးအတိုင်းအတာနဲ့စဉ်းစားမှုမရှိဘူးတနင်္ဂနွေလုံးအတိုင်းအတာနဲ့စူးစီးလုံးညီညွတ်မှုလည်းမရှိဘူးငကိုတဲကလည်း NUG နဲ့မပတ်သက်ဘူးလို့ပြောပြောထားတဲ့ဂရိစကားအတိုင်းနေတာဖြစ်တဲ့အတွက်နောက်ဆုံးကျွန်တော်တို့ဟာ EDD သားမှာနိုင်ငံသူနိုင်ငံသားတွေနေနေတယ်ခင်ဗျ EDD သားမှာပလောင်တွေကြီးပဲနေတာမဟုတ်ဘူးခင်ဗျ အဲ့ဒီဒေသမှာနေနေကြတဲ့နိုင်ငံသူနိုင်ငံသားတွေရဲ့ဘဝတွေပျက်စီးဆုံးရှုံးတယ်ခင်ဗျာစစ်ကောင်စီကိုသွားကစားတယ်ပြီးတော့မြို့တွေအကျဲခံရတယ်အဖျက်စီးခံရတယ်ပြီးတော့အချိန်တိုင်းသူတို့ကတရုတ်ဖိအားတရုတ်ဖိအားနဲ့တရုတ်ကိုသွားပြီးတော့ဆေးရတင်းနေတရုတ်နဲ့သွားပတ်သက်တယ်အဲ့ဒီကနေမှအခုပြန်ပေးတဲ့ခါကျတော့ကြားမှရှိတဲ့မြို့နာတယ်ပြည်သူနာတယ်ဒေါ်လာရေးကို ထိခိုက်စေတယ်လူတွေကိုစိတ်သက်ကြစေတယ်အဲ့ဒါမှ fossil မဟုတ်ဘူးဆိုရင်ဘယ်တာက fossil ဖြစ်အောင်မှာလဲအဲ့တော့ဒီအချက်လက်တွေအားလုံးဟာကျွန်တော်တို့ဖြတ်တန်းရတော့မယ်ကျွန်တော်တို့ကြုံတွေ့နေရတဲ့အခက်အခဲများဆိုတာအခုမြေဝါထင်ထင်အချက်လက်များရတွေ့နေရပါပြီ NUG ကဘလောက်ပဲ shop ပဲ shop ပဲ NUG ကဘလောက်ပဲသွားပြီးတော့ပြေးလဲအောင်ပြောပြောသူတို့သူတို့ဟာသူတို့ဆုံးဖြတ်ချက်နဲ့သူတို့သူတို့ရည်ရွယ်ချက်နဲ့သူတို့သူတို့ရဲ့စည်းရည်မှန်ချက်နိုင်ငံရေးမှန်ချက်နဲ့ ပြည်နယ်ရရှိရေးနဲ့ဝါလူမျိုးကိုပိုင်အုပ်ချုပ်ခွင့်ရရှိရေးကိုပဲသူတို့ကတံမိုးထားတာအဲ့တော့အဲ့ဒါကိုစစ်အာဏာရှင်ကပေးနိုင်တယ်လို့ယူဆတယ် NUG ကမပေးနိုင်ဘူးလို့ယူဆတဲ့အခါမှာစစ်အာဏာရှင်နဲ့တပေါင်းတာပဲအဲ့တော့သူတို့စစ်အာဏာရှင်နဲ့အပေးယူလို့မယ်ဣတိသူတို့နောက်ဆုံးကြံခဲ့တဲ့မြို့တွေမှာသူတို့အုပ်ချုပ်ခွင့်ရမယ်တို့သမို့ကိုပိုင်အုပ်ချုပ်ခွင့်ရမယ်တို့သမို့အထူးအခွင့်အရေးရမယ်ဆိုတဲ့ပုံစံနဲ့သူတို့ရှင်သန်မှုတဲ့အတူတရုတ်ရဲ့ proxy ပုံစံနဲ့ဝါလူမျိုး နေထိုင်ဖို့ပဲသူတို့ဆုံးဖြတ်လိုက်တာသူတို့ဒီတနိုင်ငံလုံးအတွက်ဆရာနာရှင်ကိုအမြင့်ပြုတ်တိုက်ပြီးမြန်မာနိုင်ငံကိုစနစ်ပြောင်းမယ်ဆိုတဲ့စဉ်းစားပုံ မရှိဘူးဆိုတာအခုတောင်းတောင်းပလောင်တွေရဲ့ဆုံးဖြတ်ချက်တွေဆုံးဖြတ်ချက်တွေကတွေ့နေရတယ်အလုံးအတန်ဝမ်းနေစရာကောင်းပါလေဒါဒီအားလုံးဒီကျွန်တော်တို့ကြုံတွေ့ရတော့မယ်ဖြတ်သန်းရတော့မယ်စူးစူးတွေပေါ့ကျွန်တော်တို့ရင်ထဲမှာစူးနေတယ်စူးတွေပဲ တကယ်တမ်းဗမာလူမျိုးကြီးဝါဒလို့ကြီးညာတဲ့စစ်အာဏာရှင်ကြောင့်ဖြစ်နေပြီးအဲ့ဒီဗမာတွေကိုယ်တိုင်မိမသားတွေကိုယ်တိုင်စစ်အာဏာရှင်ကိုအမြစ်ဖြုတ်ပြန်တိုက်နေတဲ့အချိန်အဲ့ဒီတိုင်းရင်သားလို့ဗမာလူမျိုးကြီးဝါဒလို့ဆွဆွဲဗမာလူမျိုးကြီးဝါဒလို့ဆွဆွဲနေကြတဲ့အဲ့တိုင်းရင်သားများတွေကိုယ်တိုင်ဒီစစ်တပ်နဲ့ပြန်ပေါင်းတယ်တရုတ်နဲ့ပြန်ပေါင်းတယ်ဒါဆရာနာရှင်သက်ဆိုးရှည်ရည် ်ငွေဥဒေါ်လာရေးကိုထိခိုက်စေနိုင်သောထိခိုက်နေသောအချက်အလက်များဖြစ်တယ်။ဒါကြောင့် NUG အောက်မှာရှိနေသောမန္တလေး PDF နဲ့မိုးကုတ်ဗျူဟာတို့ကတော့မိုးကုတ်မျိုးကိုသူတို့ဆက်လက်ပြီးတော့တိုက်ပွဲဝင်မယ်လို့ကြေညာလိုက်တယ်။သူတို့ကတော့မရရအောင်ဆက်တိုက်မယ်လို့ကြေညာတယ်။သူတို့ကတော့မဆုပ်ဘူး။ပြောချင်တာကငကိုတွေကကိုကိုမျိုးလည်းမဟုတ်ဘူး။ငကိုတွေက ကိုလူမျိုးအ ਨੇ စုပဲရှိတဲ့နေရာကိုမဲမြေချဲ့ပြီးမြို့တွေလိုက်သိမ်းပြီးတော့ကိုမျိုးပုံစံနဲ့ကိုရဲ့ပြည်နယ်ပုံစံနဲ့လုပ်ခဲ့ကြတာမိုးကုတ်ဆိုတာအစင်လာရပလောင်ဘလောက်ပဲရှိရှိ လူမျိုးစုံနေတဲ့နေရာပဲလာရှိုးစရာအစင်လာရဘလုံးမပလောင်ပလောင်မျိုးနဲ့မဖြစ်နိုင်ဘူးအဲ့တော့ရှင်းရှင်းပြောရရင်တော့နောက်ဖြစ်လာတော့မယ့်အရှုပ်ရှင်းကိုစစ်တပ်ကပဲဖြည့်ရှင်းပေးတယ်လို့ပဲကျွန်တော်တို့ကယူဆရမယ် အစိုးရကအကောင်ပေါ့အစိုးရအကောင်ပဲရှမ်းပြည်နယ်မှာ ဖြစ်နေတဲ့ဒါလူမျိုးရေးပฏิပခါပေါ့နော်ဆိုတော့လူမျိုးစုတွေရဲ့ပฏิပခါကိုစစ်တပ်ကပဲဖြည့်ရှင်းပေးလိုက်တာပဲတရုတ်ကပဲဖြည့်ရှင်းပေးလိုက်တာဒီနယ်မြေတွေဟာသူတို့နယ်မြေလို့သူတို့ယူဆတယ်ဒီနယ်မြေတွေကိုသူတို့ရဲ့ပြည်နယ်ဖြစ်တောင်းတယ်ဆိုရင်ဘာမှစစ်တပ်ကိုပြန်လျှော့ပေးစရာမလိုသူတို့တိုက်မှာအဲ့တော့ရှင်းရှင်းလေးပြောရရင်တော့ တို့လိုချင်တဲ့နေမြေတစ်ခုရဖို့နဲ့တို့အတိမတ်ပြုခံရဖို့အင်အားကြီးအဖွဲတစ်ဖွဲဖြစ်အတိမတ်ပြုခံရဖို့အတွက်တို့ဟာနေဦးတော်လန်ရေးကို အသုံးချသွားတယ်လို့ပဲကျွန်တော်တို့ကသုံးသပ်ရမှာ ဖြစ်တယ်။အဲ့တော့ဒီအချက်လက်များအရကျွန်တော်တို့ဒီဖြက်ကိုဖြတ်သန်းရတော့မှာဖြစ်တယ်။ဒါဟာဒီနေ့ NUG ရင်ဆိုင်နေရသော Federal ဖွဲ့စည်းပုံရေးဆွဲလို့မရတဲ့ပြဿနာတွေ တိုင်းသားကောင်းဆောင်များနဲ့ညှိနှိုင်းပြီး Federal Council နဲ့ Federal တပ်မတော်ကြီးဖွဲ့စည်းရဖို့အတွက်အခက်အခဲများဆိုတာရှင်းရှင်းလင်းလင်းပေါ်နေတာသူတို့ဒီအပွင့်လင်းဆုံးပြောရင် NUG ကိုသူတို့ကအတိအမှန်မပြုခြင်းဘူး NUG ကိုသူတို့ကခေါင်းဆောင်လည်းမတင်နိုင်ဘူးဒါဆိုရင်သူတို့လာပြီးခေါင်းဆောင်မလားဆိုတော့လေတနိုင်ငံလုံးကိုတာဝန်မယူနိုင်ဘူးတနိုင်ငံလုံးကိုလည်းခေါင်းဆောင်မလုပ်ခြင်းဘူး အဲ့တော့သူများကောင်းဆောင်တာကိုလည်းအနောက်ကမလိုက်ခြင်းဘူး။ကဲမင်းတို့လာပြီးခေါင်းဆောင်ကြပါဆိုတော့လည်းမကောင်းဆောင်ခြင်းဘူး။အဲ့တော့ NUG နဲ့ NLD ရဲ့နိုင်ငံရေးရည်တည်ချက်ဟာဒီနေရာမှာချင်းချင်းရှားရှားပြက်ပြက်သားသားတွေ့နေရတယ်။ NUG နဲ့ NLD ရဲ့ရည်တည်ချက်ဒီတနိုင်ငံလုံးလွတ်မြောက်ဖို့ရည်ရွယ်တာ။ဆရာနာရှင်ကိုအမြင့်ဖြတ်ဖို့ရည်ရွယ်တာ။ဒီအီအာဦးတွေအခုပြောနေကြတဲ့ဒီလက်နက်ကင်တွေက သူတို့ဒေသနဲ့သူတို့လူမျိုးကောင်းစားဖို့ပဲလုပ်နေတာအဲ့တော့ဗမာတွေကဗမာလူမျိုးကောင်းစားဖို့လုပ်နေသလိုအဲ့ဒီလူမျိုးတွေကလည်းသူတို့ဒေသသူတို့ကိုကောင်းစားဖို့ပဲလုပ်နေသလိုဦးတွေ့နေရတာသူတို့သဘောနဲ့သူတို့ဆုံးဖြတ်တယ်ပြောချင်တာကသူတို့သဘောနဲ့သူတို့စစ်ကောင်စီနဲ့တွေ့တယ်သူတို့သဘောနဲ့သူတို့တရုတ်နဲ့တွေ့တယ်ဘယ်ပြည်သူရဲ့သဘောထားကိုမှသူတို့အထက်မစင်စားဘူး တောင်ပြည်သူရဲ့သဘောထားကိုလည်းမစင်စားဘူးမိုးကုတ်ပြည်သူအခုတို့တို့လက်လက်နဲ့နဲ့အုပ်ချုပ်ထားတဲ့ပြည်သူရဲ့သဘောထားကိုလည်းမစင်စားဘူးငါတို့လက်နဲ့ကင်ထားတာပဲငါတို့တနက်နဲ့အုပ်ချုပ်နေတာပဲငါတို့စစ်တပ်ကိုနိုင်တယ်ငါတို့အုပ်ချုပ်မယ်ငါတို့စုတ်ကျင်စုတ်မယ်ငါတို့ဝင်ကျင်ဝင်မယ်ငါတို့ထွက်ကျင်ထွက်မယ်ဆိုတဲ့စစ်အာဏာရှင်တွေရဲ့စိတ်နေစိတ်ထားနဲ့အတူတူပဲဖြစ်တယ်ဒီမိုကရေစီသဘောတရားလည်းမရှိဘူးပြည်သူ့ဆန္ဒလည်းမရှိဘူး တရုတ်ကဖိအားပေးလို့ပြည်သူတွေအစားတောင်းငင်အမြတ်တာအစားတောင်းငတ်တာတရုတ်ကဖိအားပေးလို့ဟိုဒီလက်နက်တွေမရတာကြီးစံတွေမရတာနော်ဆေးဝါးတွေမရတာဆိုတော့အဲ့ဒါအကြောင်းပြချက်တာဖြစ်တယ်စစ်ကောင်စီကဖြက်လေးပြက်လုံးရင်တရုတ်ကမဖြက်လဲဖြက်မှာပဲအဲ့ဒါကိုရင်ဆိုင်ပြီးတော့ဖောက်ထွက်ရမှာကြော်လွှားရမှာအေးမှာရခိုင်မှာလည်းဖြက်တာပဲရန်ကုန်မှာလည်းဖြက်တာပဲစကိုင်းလည်းဖြက်ခံရတာပဲကရင်လည်းဖြက်ခံရတာပဲအဲ့တော့ ဲ့ဒါကိုအကြောင်းပြပြီးတော့ဟိုပြည်သူကိုငဲ့ညာတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ပြန်ပေးလိုက်ရတယ်ဆိုတာဟာဒါဟာရှုကားကုတ်လို့တာ ဖြစ်တယ်ဒါစီအပေါ်ယံပြောဆုံးမှုတာဖြစ်တယ်ပြောချင်တာကသူတို့သဘောပဲသူတို့ဆုံးပြချင်ဆုံးပြမယ်သူတို့ပြန်ဆုံးချင်ပြန်ဆုံးမယ်သူတို့သဘောပဲပြောချင်တာက တပတ်ကအကောင်းအနေနဲ့ပြောရင်တော့အေးငါတို့ကတော့စစ်တပ်နဲ့ပြည်လျောင်နေလိုက်မယ်ကွာတရုတ်နဲ့ပြည်လျောင်နေလိုက်မယ်ကွာမင်းတို့ NUG နဲ့ PDF တွေလိုအပ်တဲ့လက်နက်တွေပါတယ်ခဲယမ်းတွေပါတယ်ငါတို့ရောင်းပေးမယ်ကွာဆိုတဲ့ပုံစံနဲ့တော့သူတို့အကောင်းပြောခြင်းပြောနိုင်တယ်ဝါကလုတ်ပေးသလိုမျိုးပေါ့ဒါလည်းအကောင်းပြောခြင်းဒါပေမဲ့ကျွန်တော်တို့လိုချင်တာလက်နက်မဟုတ်ဘူးကျွန်တော်တို့လိုချင်တာခဲရမ်းမဟုတ်ဘူးကျွန်တော်တို့လိုချင်တာရမ်းမဟုတ်ဘူးကျွန်တော်တို့လိုချင်တာဆေးဝါးမဟုတ်ဘူးကျွန်တော်တို့လိုချင်တာစိတ်ဓာတ်တနိုင်ငံလုံးနဲ့အတူ အတူတကွရက်တီတယ်ဆိုတဲ့စိတ်ဓာတ်အဲ့ဒီစိတ်ဓာတ်ကိုလိုချင်တာအခုပြည်တွင်းကအမှုပညာရှင်တွေကိုကျွန်တော်တို့က social punishment လုပ်နေကြတယ်စစ်တပ်နဲ့ပေါင်းလို့ဒါဆိုရင်တောင်းပလောင်ရောကျွန်တော် social punishment လုပ်စရာမလိုဘူးလားမျက်မြတတပြောကြပါသူတို့ကဝါရဖြန့်ကားလေးပဲရိုက်လိုက်တာစစ်တပ်နဲ့လွားပြီးလက်မှတ်မထိုးဘူး သိမ်းရတဲ့နေမျိုးကိုလည်းပြန်မပေးဘူးဦးတောင်ပလောင်ကစစ်တပ်နဲ့သွားပြီးလက်မှတ်ထိုးတာစစ်တပ်နဲ့သွားပြီးဆွေးနွေးတာပြီးတော့သိမ်းထားတဲ့နေမျိုးတွေကိုပြည်သူတွေရဲ့သဘောထားဆန္ဒမပါပဲပြန်ပေးတာဥမာကြောင်မဲမျိုးပြက်စီသွားပြီနော်ကြောင်မဲမျိုးကံတယောက်နဲ့တော့ခီးစဉ်တစ်ခုမှတွေ့ခဲ့ရတယ်သူတို့မျိုးပြတ်သွားပြီငကိုတဲ့အကောင်လူတွေကနေလို့ထိုင်လို့မရဘူးစီးပွားတွေပြတ်သွားပြီ ဘဝတွေပြတ်သွားပြီအိုးအိမ်တွေပြက်စီးဆုံးယုံသွားပြီဘယ်သူတောင်းယူမှာလဲတောင်းပလောင်ယော်ပေးမှာလားအဲကျွန်တော်ရဲ့မိကွန်ခင်ဗျားတို့တရုတ်နဲ့လက်မှတ်ထိုးပြီးတော့ခင်ဗျားတို့ပြန်ဆုတ်လိုက်ရင်အဲ့ဒီမျိုးမှာပြက်စီးဆုံးရှုံးခင်ဗျားတို့ကြောက်ခင်ဗျားတို့တိုက်လို့ပြက်စီးသွားတာအဲ့ဒီမျိုးမှာရှိတဲ့ပြည်သူတွေရဲ့ဘဝတွေဆုံးရှုံးသွားတဲ့အိမ်တွေပြက်စီးသွားတဲ့စီးပွားရေးတွေအသက်တွေခင်ဗျားတို့ပြန်ယော်ပေးမှာလား ။ဟာငါတို့ကတော့စစ်တိုက်နေတာပဲကွာ။ငါတို့ကတော့စစ်တိုက်နေတာပဲကွာ။မင်းတို့အဲ့လိုပြောလို့မရဘူးဆိုရင်ခင်ဗျားတို့ကစစ်တိုက်တာမှမဟုတ်တာစစ်တိုက်တဲ့ငစားနေတာ။ခင်ဗျားတို့ဟုတ်စစ်တပ်ကပြန်လာချင်ပြန်ချခင်ဗျားတို့မနိုင်လို့ရှုံးသွားတယ်ပြည်သူကလည်းအရှုံးခံပြီးပြန်လုပ်ပြီးလို့မှဆိုရင်တော့ဘယ်ပြည်သူမှပြစ်မပြောဘူးဥခင်ဗျားတို့ကပြည်သူတွေရဲ့အသက်တွေပြည်သူတွေရဲ့အိုးအိမ်တွေပြည်သူရဲ့စီးစိမ်တွေကိုခင်ဗျားတို့ကကစားနေတာ ခင်ဗျားတို့ရဲ့အချိုးစည်းပွားခင်ဗျားတို့လူမျိုးအချိုးစည်းပွားအတွက်ခင်ဗျားတို့ဘဝအတွက်ပဲခင်ဗျားတို့ကစားနေတာခင်ဗျားတို့ဩဇာရှိဖို့ခင်ဗျားတို့ဟိုလက်နက်ကင်အဖွဲ့အစည်းပြုစစ်တပ်ကိုနိုင်အောင်တိုက်တဲ့အဖွဲ့အစည်းအဖြစ်နေဖို့ခင်ဗျားတို့ခင်ဗျားတို့ကောင်းစားဖို့ခင်ဗျားတို့ယက်တီဖို့တော့ပဲခင်ဗျားတို့စဉ်းစားတာခင်ဗျားတို့ကြောက်ရင်းလိုက်ရတဲ့ပြည်သူတွေဘဝတွေကြောက်မဲမျိုးကငကောအေးစစ်စစ်ပဲမုတ်ကုံမျိုးကငကောအေးစစ်စစ်ပဲတော့သူစီပင်ဖွံ့ဖြိုးနေတာအဲ့ဒီပြည်သူတွေရဲ့ဘဝတွေကိုခင်ဗျားတို့တာဝန်ယူမှာလား ျက်စီးသွားတဲ့သူတို့အိမ်တွေကိုယောပေးမှလားသူတို့အသက်တွေကိုပြန်ပေးမှလားဦးခမရတို့အုပ်ချုပ်လိုက်တယ်တနေ့ခမရတို့နဲ့ပေါင်းပေါင်းနေရတယ်ဗါလေဆိုပြီးတော့ဦးစစ်တပ်ပြန်လာပြီစစ်တပ်ပြန်လာရင်ခမရတို့နဲ့ပေါင်းတဲ့လူတွေကိုစစ်တပ်ကဒုက္ခပေးတော့မှာအဲ့ဒီတော့ခမရတို့တာဝန်ယူမလားအဲ့ဒီဘဝတွေကိုတာဝန်ယူမလားခမရတို့တန်းတန်းနဲ့အုပ်ချုပ်တဲ့အချိန်မှာကျွန်တော်တစ်ချိန်ကပြောခဲ့တယ်ကရင်ပြည်နယ်မှာအဲ့ဒါဖြစ်ခဲ့ပြီးသားလွန်ခဲ့တဲ့2.80လောက်ကရင်ပြည်နယ်ဖြစ်ခဲ့ပြီးသားစစ်တပ်လာရင် ကင်းရင်တချို့လို့ပြောတယ်ကင်းရင်ဝင်လာရင်စစ်တပ်တချို့လို့ပြောတယ်အဲ့မှာရှိတဲ့ရွာသားတွေရွာလူကြီးတွေကနှစ်ဖက်လုံးကဒုက္ခပေးနေတယ်အခုအဲ့လိုဖြစ်ပြီး